ပါလေဟဲ့အကွာဩဟိုမှာအနောက်ဆိုင်ကလေးကရဲကြီးပဲချဲလို့ရအရှိကမောင်းသွားတဲ့ဆိုင်ကနောက်လိုက်လာတာဖြစ်နေဟုတ်တယ်ตั๋วบีไม่รู้ซอกมาลีใส่เกมีไว้ไม่รู้ดอกแล้วแท้มาเลย လက်နှက်တွေအကင်ကသူနှစ်စီးလိုက်ကြတာဆိုင်ကယ်လှူတာပဲနေကင်းကြောင်တော်ရင်ဗျာဆိုင်ကယ်လှူနေကင်းကြောင်တော်ရင်နောက်လူပြဲတဲ့နေရာလည်းမဟုတ်ဘူးရက်ွက်ထဲမှာပေါ်ပေါ်တင်တင်ယူအဲ့လိုမျိုးအကြံဖတ်နေတာကြီးရက်ွက်ထဲမှာတတီလိုမျိုးကြီးလှုပ်တယ်ဘေးကပဝန်ကြီးကလူတွေလည်းမကူညီရဲ့ ကောင်မလေးကဆိုင်ကယ်ကိုဆွဲထားတယ်။တော့ကောင်မလေးကလည်းမလွတ်တော့တဲ့ဟာကိုဆိုင်ကယ်ကိုအတင်းဆွဲနေတည်တယ်။ဟိုကလှုပ်လိုက်မှဖြစ်အဲ့ဒါပစ္စည်းလဲစုံလူလဲနောင်မှာကွာ။အတက်ထက်ဘာမှရေမကြည့်ဘူး။ဒီလိုမျိုးတွေဖြစ်လာလို့ရှိကိုယ့်ရဲ့ပစ္စည်းနှမျောတာမှန်ပေမဲ့အဓိက ကိုအတိုက်အန္တရာယ်မထိခိုက်အောင်ရှောင်ရမှာနော်ပစ္စည်းပြန်ရှာလို့ရတယ်ကိုရဲ့အတက်ဆုံးရှုံးဝိုင်းပြန်ရှာလို့မရဘူးတကယ်ကြီးပါဗျာနေခင်ကြောက်တော့ယူဒီလိုမျိုးလုံရဲတွေလုံနေကြတာကြာလေရဲတင်းလေပဲစတော့လူရှင်းတဲ့နေရာတွေလောက်တယ်ကိုကစိုက်ကယ်နဲ့သွားတာတော့မှအနောက်နေစိုက်ကယ်တွေနဲ့လိုက်ပြီးတော့အဲ့လိုမျိုးလူတာ သွားပြီဒီလိုမျိုးပေါ့စံအနေနဲ့ဘယ်လိုလုပ်အပြင်သွားလာရမှာတော့ကူကအဲ့လိုမျိုးအကြောင်းအရာတွေနေရာတကာမှာကြားနေရတယ်မြင်နေရတယ်ခမရဒါကြောင့်အသွာလာမှာဖြစ်နိုင်လို့ရှိရင်တယောက်တည်းမသွားကြပါနဲ့ရွှေလူခါရတဲ့လူတွေပဆိုင်အလူခါရတဲ့လူတွေဒီလိုမျိုးလမ်းမကြီးမှာလည်းဒီလိုမျိုးဖြစ်တယ် တချို့အထက်မြေတိုက်ခန်းတွေမှာလေကားဆင်းလာတဲ့အချိန်မှာလေကားမှစောက်ပြီးတော့အမျိုးအဖွဲလိုက် လူရဲမှုတွေလည်းရှိနေတယ်အဲဒါကြောင့်မို့အပြင်တွားလာတဲ့အခါကြာရင် ဖြစ်နိုင်ရင်တယောက်တည်းမတွားကြပါနဲ့အခေါ်လေးပါလေးနဲ့တွားကြပါခုချိန်မှာဒီလိုမျိုး လူရန်ကားတွေအတွက်အခွင့်အရေးလိုမျိုး ဖြစ်နေတယ်နောက်ပြီးတော့တိုးစေးတွေလည်းတအားပေါ်ပါတယ် ဘတ်စကားပေါ်မှာတည်းအဲ့လိုမျိုးလောက်တာတွေရှိတယ်။အဲကြောင့်မို့နေရာမရွေးအချိန်မရွေးကိုယ့်ရဲ့အန္တရာယ်ရှိနေပါလေ။ဒါကြောင့်ခမရတို့တွေအပြင်သွားလာတဲ့အခါကျရင်တတိမပြတ်ပဲနဲ့အမြဲတမ်းတတိရှိကြပါလို့ပြောခြင်းပါလေ။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခမရ။အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေခမရ။